မင်္ဂလာပါမူဝီရီကန်မြန်မာမှကြိုဆိုပါရစေ။ဒီနေ့2020ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ Greenland လို့အမည်ရတဲ့ဘေးရန်ရဲ့ရုပ်ရှင်ကအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းချင်းကိုအစအဆုံးပြောပြမှာဖြစ်လို့မကြည့်ရသေးရင်စပွိုင်းလာသတိထားကြည့်ရှုပေးပါ။ဇလန်းစာမှာအေယာမအစောက်အုံကြီးတစ်ခုရဲ့ခိတ်ပေါ်မှာဆောက်လုပ်ရေးလုပ်ငန်းခွင်မြင်ကွင်းကိုတွေ့ရပါတယ်။အမျိုးသားနှစ်ယောက်ကလုပ်ငန်းကြံ့ကြာနေတာကိုဆွေးနွေးနေကြပြီးတယောက်ကတော့စိတ်တူနေတဲ့တထေးဂျုံဖြစ်ပါတယ်။ခဏအကြာမှာတော့ ကောင်းမောင်းငါရင်ဂျုံမွားတစ်ခုကဘာနာကိုချက်ကျော်သွားမယ်ဆိုတဲ့သတင်းကိုရေဒီယိုကနေနားထောင်နေပါတယ်။သူကမြို့စင်ချေဖုံးရက်ွက်ကအိမ်တအိမ်ကိုရောက်လာပြီးမဝင်ချင်းဝင်ချင်းနဲ့ဝင်သွားပါတယ်။အခန်းထဲကိုဝင်လိုက်တော့ကျေးဆက်ပေါ်မှာလေ့ကျင့်ခန်းလုပ်နေတဲ့သူ့ဇနီးအယ်လီကိုတွေ့ရပါတယ်။သူတို့နှစ်ယောက်ကတားချစ်သူနေသန်နဲ့သူ့မွေးနေ့ပွဲအကြောင်းမတင်မကျစကားပြောကြပါတယ်။ သားလေးရောက်လာပြီးသူ့ဖေကိုတွေ့ရလို့ပြောနေပါတယ်။သူတို့သားအဖသားလေးခန်းကိုသွားပြီးကလပ်ခလို့နမည်ပေးထားတဲ့ဂျိုးမွားအကြောင်းသူဆွဲထားတဲ့ပုံလေးအကြောင်းပြောကြပါတယ်။ကတင်ပေါ်မှာလဲလျောင်းရင်းကောင်လေးကစီးချိုယောဂာသည်ချစ်ချောင်းပေါ်လွင်လာပါတယ်။နောက်ပိုင်းမှာတော့ ဂျွန်ကသူ့အမေနဲ့ကွဲကွာနေတာကိုပြောပြပါတယ်။ဒါဗတ်မှာတော့သူတို့သုံးယောက်ကအခန်းထဲမှာဂျုံမွားအကြောင်းသတင်းနားထောင်နေကြပါတယ်။ဂျုံမွားကကဘာစီကိုအရှိန်ဟုန်နဲ့ချင်းကပ်လာနေပြီးအနောက်မှာရေခဲတုံးများကြီးပါလာတယ်လို့ဆိုပါတယ်။အဲ့ဒီညမှာဂျုံကအခန်းထဲမှာအိတ်ဖို့ပြန်ဝင်လာတာကိုတွေ့ရပါတယ်။နောက်တနည်းမနက်မှာတော့ဂျုံကဂျုံမွားအကြောင်းသတင်းကိုထပ်နားထောင်နေပြန်ပါတယ်။ဂျုံမွားအစနာရီကဘာပေါ်ကိုကြာလာမယ်လို့ပြောနေပေမဲ့စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်။ ဂျွန်ကမွေးနေ့ပွဲအတွက်မိဖို့ကိုတန်ရှိရေးလုပ်နေတုန်းအဲလီကပစ္စည်းတချို့ဝယ်ဖို့တိုးဆိုင်သွားခိုင်းပါတယ်သူကသားလေးကိုခေါ်သွားပြီးကားပါကင်ပါပဲလူတိုင်းကောင်းကင်ကိုမော့ကြည့်နေကြပါတယ် ူတို့ဂျုံမွားချင်းကပ်လာတာကိုတွေ့ရပါတယ်စတိုးဆိုင်ထဲမှာဈေးဝယ်နေတုန်းဂျုံရဲ့ဖုန်းကိုတမရသတိပေးချက်ရောက်လာပြီးအလိုလျောက်ခေါ်ဆိုမှုတစ်ခုလည်းဝင်လာပါတယ်စတိုးဆိုင်ထဲကအခြားဘသူမှဒီသတိပေးချက်မျိုးမရကြပါဘူးဂျုံနဲ့သူ့ဇနီးသားလေးတို့၃ယောက်ကိုအရေးပေါ်ခိုးလုံရနေရကိုကြောင်းရွှေ့ကိုရွေးချယ်ခံရကြောင်းအသိပေးပါတယ်အလားတူသတိပေးချက်ကအိမ်က TV မှာလဲပေါ်နေပေမဲ့အယ်လီကတော့မတွေ့လိုက်ပါဘူး ဂျွန်ကသားလေးကိုခေါ်ပြီးစတိုးဆိုင်ကနေအမြန်ထွက်လာပါတယ်။အိမ်ပြန်လမ်းမှာတော့စစ်ကားတွေနဲ့လေရင်တွေစန့်ကျင်ဘက်ကိုသွားနေတာကိုတွေ့ရပါတယ်။အိမ်ရောက်တော့ပါတီလာမဲ့သူတွေအစင်တင့်စုဝေးနေကြပါပြီ။ဂျွန်ကအယ်လီနဲ့မိဖို့ချောင်းထဲမှာစကားပြောပြီးသူ့လိုပဲသတိပေးချက်ရခဲ့လားလို့မေးပါတယ်။အယ်လီကစန့်တက်မှုတစ်ခုလို့ထင်ပြီးပယ်ချလိုက်ပေမဲ့ဂျွန်ကလမ်းမှာတွေ့ခဲ့တဲ့စစ်ကားတွေအကြောင်းပြောပြပါတယ်။ဂျုံမွားနဲ့ပတ်သက်ပြီး တန်တရားဖြစ်နေကြတဲ့သူတို့နှစ်ယောက်စိုးရင်စိမ့်နဲ့ဧကန်းကိုပြန်လာကြပါတယ်ဧကန်းထဲမှာတော့လူတိုင်းကသတင်းကြည့်နေကြပြီးဂျိုးမွားရဲ့အစိပ်ပိုင်းတစ်ခုအတလန်တိတ်သမုတ်တရားတဲ့ကြားရောက်တော့မဲ့အကြောင်းမျှော်လင့်နေကြပါတယ် TV ဖန်သားပြင်ပေါ်မှာဂျိုးမွားအစိပ်ပိုင်းရဲ့ပုံရိပ်ကိုပြတ်တာထားတဲ့အတွက်ဘသူမှစိတ်မပူကြပါဘူးကလေးတွေကလည်းတစ်အထိရေတွက်ရင်းသမုတ်တရားရဲ့ရေပတ်တာကိုညင်ဖို့စောင့်နေကြပါတယ်ခဏတာဘာမှမဖြစ်ပဲနလီငယ်လေးတစ်ခုလှုပ်သွားပါတယ်ဂျုံကအင်းပြင်ကိုထွက်သွားပြီးနှစ်အုပ်တွေပြန်ထွက်သွားတာကို မြင်ရပါတယ်ရုတ်တရက်အေယာမတုံခေါမှုလိုင်းကြီးရိုက်ခတ်လာပြီးအိမ်ထဲမှာလည်းခံစားမိပါတယ်သူပြန်ဝင်လာတော့ လူတိုင်းကြောင်းလန်တကြားနဲ့သတင်းကိုနားထောင်နေကြပါသေးတယ်။သတင်းကြေညာသူကဂျိုမွားအစိပ်ပိုင်းကဖလော်ရီဒါပြည်နယ်ကမြို့တစ်မြို့ကိုထိမှန်သွားပြီးတုံခေါမှုလိုင်းကမိုင်းထောင်ချီအထိခန်းစားခဲ့ရကြောင်းကြေညာပါတယ်။ဂျိုမွားထိမှန်မှုရဲ့ဂျိုပတ်လန်းကြောင်းကလက်ကူးထားတဲ့ပုံကိုသတင်းမှာပြတ်သားနေချိန်မှာပဲမြို့တစ်ခုလုံးလုံးဝပျက်စီးသွားပြီလို့ဆိုပါတယ်။လူတွေကဂျိုမွားအစိပ်ပိုင်းတွေထက်ကြမလားလို့စဉ်းစားနေကြပါတယ်။ဂျွန်ကသမရသတိပေးချက်နောက်တစ်ခုထည့်ရပါတယ်။ဒီခေါ်ဆိုမှုက ူဖုန်းနဲ့ TV နှစ်ခုလုံးမှာပေါ်နေတဲ့အတွက်လူတိုင်းက message ကိုမြင်နိုင်ကြပါတယ်။တခြားသူတွေဘသူမှဒီ message မျိုးမရကြပဲဂျွန်ကသူ့မိသားစုကလွဲလို့တခြားဘသူကိုမှခိုးလုံရနေရကိုခေါ်သွားလို့မရဘူးလို့ဖော်ပြထားပါတယ်။လေရင်ပေါ်ကိုဝင်ဖို့လုံခြုံရေးကုတ်ကိုသူ့ဖုန်းထဲမှာရရှိပါတယ်။တခြားသူတွေကတော့ခိတ်လန့်တကြားထွက်ခွာသွားကြပါတယ်။ဂျွန်နဲ့အယ်လီကကောင်းလေးအတွက်အင်ဆူလင်လုံလောက်ပါမလားလို့စိုးရိမ်တကြီးထုတ်ပိုးကြပါတယ်။ကလေးကသူ့အဖိုးအကြောင်းမေးပါတယ်။ ။အဲလီကအစားအစာတွေပြင်ဆင်နေပြီးထိတ်လန့်စရာသတင်းတွေကိုနားထောင်နေပါတယ်။ဂျွန်ကနေသန်ကိုသွားခေါ်တော့ကောင်းကင်မီးလောင်နေတယ်လို့နေသန်ကပြောပါတယ်။ကောင်းမောင်းထွက်လာချိန်မှာသူတို့တငယ်ချင်းတွေဘသူမှဒီခေါ်ဆိုမှုမျိုးမရကြတာကိုတွေ့ရပါတယ်။သူတို့တွေကတယောက်ကသတင်းတွေမှာဂျိုးမွားရဲ့ကြီးမားတဲ့စိတ်ပိုင်းတစ်ခုကို လန်နဲ့ကြည်လာလို့ခေါ်ဆိုပြီးနှစ်ရက်အတွင်းကဘာကိုထိမှန်တော့မယ်လို့ပြောနေကြောင်းမိသားစုကိုပြောပြပါဗါးသူတို့ထွက်ခွာသွားချိန်မှာအခြားအိမ်နီးချင်းတယောက်ကသူတို့တမီးလေးကိုခေါ်သွားဖို့တောင်းပန်လာပါဗါးဂျုံကညင်းဆန်ပြီးကားမောင်းထွက်သွားကြပါဗါးကားထဲမှာသူခေါ်သွားရင်တောင်းလေးတက်စခန်းမှာခွင့်ပြုမှာမဟုတ်ဘူးလို့ငင်းခုန်ကြပါဗါးနောက်ပိုင်းမှာသူတို့ကားမောင်းလာကြပြီးလူတွေကစတိုးဆိုင်တွေကိုစတင်ဖြက်စီးနေတာကိုတွေ့ရပါဗါးရုတ်ကရက်အဝေးပြေးလမ်းမကြီးပေါ်မှာကားပိတ်ဆို့မှုကြီးကြီးမားမားဖြစ်နေတာကိုတွေ့ရတဲ့အတွက်ဂျုံက လမ်းတွဲကနေသွားလိုက်ပါတယ်။ဘေးလမ်းကနေသွားနေတော့ရေဒီယိုကနေသတင်းထားထောင်နေကြပါတယ်။ဂျိုမွားထိမှန်မှုတွေပုံများလာပြီးတခြားမျိုးတွေဒါမှမဟုတ်မျိုးတုံးမှုအစင်ထိဖြစ်စေမဲ့ထိမှန်မှုတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။စစ်တပ်ကစောင့်ကြပ်နေတဲ့လေတပ်စခန်းကို ရောက်လာကြပါတယ်။လူတွေက တကားဝမှာစုယုံနေကြပြီးဝင်ခွင့်မရကြပါဘူး။မိသားစုက လူအုပ်ကိုတွန်းတိုက်ပြီးဝင်ရောက်ခွင့်ရခဲ့ပါတယ်။သူတို့ရရှိထားတဲ့ဘားကုန်းနဲ့ဝင်ခွင့်ရခဲ့ပါတယ်။အတွင်းနေရောက်တော့ပုဂ္ဂိုလ်ရေးဆိုင်ရာအမှတ်အသားအတွက်ရစ်ပန်းလက်ပတ်တွေကိုပေးထားပြီးပစ္စည်းအလုံးကိုတင်းငယ်တဲ့အိတ်တလုံးနဲ့ထည့်ခိုင်းပါတယ်။ဒုတိယနေသန်အတွက်အင်ဆူလင်တွေကြောက်နေတာကိုသတိပြုမိပြီး ဂျွန်ကကားရဲကနေတွားယူပါတယ်။အဲလီကခင်မွန်းအကြောင်းစစ်သားတွေကိုတွားပြောပြပေမဲ့ကောင်လေးရဲ့စီးချိုယောဂအကြောင်းပြောလိုက်တဲ့အတွက်ကြေတနာဖြစ်သွားပါတယ်။အဲလီကိုအရာရှိတဦးစီခေါ်သွားပြီးနာတာရှေယောဂရှိသူကိုလေရင်ပေါ်တင်လို့မရဘူးလို့အသိပေးပါတယ်။အဲလီကဆွေးနွေးကြည့်ပေမဲ့ငင်းပယ်ခံရပါတယ်။သူမနဲ့သူမရဲ့သားလေးကိုစခန်းစာနဲ့အဆောင်ရှောင်းနဲ့ခေါ်ထုတ်သွားပါတယ်။အဲ့ဒီအချိန်မှာဂျွန်က ပြန်လာပြီးသူတို့နှစ်ယောက်ကိုရှာရင်းလေရင်တွေစီ ဦးတည်နေပါတယ်။ဘာဖြစ်နေလဲဆိုတာကိုသူမသိပါဘူး။ဂျွန်ကထွက်ခွာတော့မဲ့လေရင်တစင်းပေါ်တက်လိုက်ပြီးအဲလီကိုဆက်သွယ်ဖို့စူးစမ်းပေမဲ့မရပါဘူး။အဲ့ဒီမှာရှိတဲ့ဖြီးတဲ့တယောက်က အင်ဆူလင်ကိုမြင်ပြီးနာတာရှည်ယောဂါတွေနဲ့ပတ်သက်တဲ့စီကန်းတွေကိုပြောပြပါဗျ။ဂျွန်းကထိတ်လန့်သွားပြီးလေရင်ပေါ်ကနေစင်းခွင်တောင်းပါတယ်။ရုတ်ကရက်စခန်းကိုဖောက်ထွင်းဝင်ရောက်လာပြီးလူတွေကစစ်တပ်ဘက်ကိုစတင်ကြိခတ်ကြပါတယ်။ဂျွန်းရှိနေတဲ့လေရင်ကစီယိုနေတဲ့အတွက်လူတိုင်းကိုစင်ခိုင်းပြီးသူလဲထွက်ပြေးသွားပါတယ်။လေရင်ပောက်ကွဲပြီးစက်တိုက်တုံ့ပြန်မှုတွေဖြစ်သွားပါတယ်။ဂျွန်းကသူ့မိသားစုကိုပယ်ချခံရကြောင်းသိရှိသွားပါတယ်။သူတို့နှစ်ယောက်ကကားစီပြန်ရောက်နေပြီဖြစ်ပြီး နေတန်ကလည်းအင်ဆူလင်လိုအပ်နေပါပြီ။စခန်းရှိကမရုတ်ပြည့်တွေကဆက်လက်ဖြစ်ပွားနေတာကြောင့်ဂျွန်ကကားစီပြန်ရောက်ဖို့အချိန်ယူရပါတယ်။ကားရောက်တော့ LEC က message တစ်စောင်ကိုတွေ့ရပါတယ်။သူကနေတန်ကိုသူ့ဖေးစီခေါ်သွားပြီလို့ဆိုပါတယ်။ဒါကြောင့်ဂျွန်ကသူ့နောက်ကိုလိုက်သွားပါတယ်။လမ်းမှာ Ellie နဲ့ကောင်းလေးကစေးဆိုင်တဆိုင်ကိုရောက်ပြီးသူ့သွေးရင်းတကြားဓာတ်ကိုစစ်ဆေးကသူ့အတွက်အင်ဆူလင်ရှာဖွေကြပါတယ်။ရုတ်တရက်လူစိုးကိုင်းတကိုင်းဝင်လာပြီးပြစ်ခတ်က လူတွေကိုတက်ဖြတ်ကြပါတယ်သူတို့ထွက်ပြေးနိုင်ခဲ့ပြီးသူ့ဖေစီကိုတဝက်တပြက်လိုက်ကိုပေးမဲ့လူတချို့နဲ့ကားထဲဝင်လိုက်ကြပါတယ်အဲလီလိုက်လာတဲ့လင်မယားကရုတ်တရက်ထူးဆန်းစွာပြုတ်မူလာပါတယ်။နောက်ဆုံးမှာတော့သူတို့အဲလီကိုကားထဲကနေကြစ်ချလိုက်ပြီးအဲလီရဲ့လက်ပတ်ကိုယူကာသူ့သားနဲ့အတူမောင်းထွက်သွားကြပါတယ်။အဲလီကိုအဝေးပြေးလမ်းမကြီးပေါ်မှာတယောက်ခဲထားခဲ့ကြပါတယ်။ အချိန်မှာဂျုံကလည်းမြောက်ဖက်ကိုကားစီးဖို့ကံကောင်းစွာတွေ့ရှိခဲ့ပါတယ်။ကုံကားထဲမှာဂျုံကလူတယောက်ဖြစ်တဲ့ကိုလင်နဲ့စကားစမီပြောဆိုကြပါတယ်။ကိုလင်ကသူတို့ကနေဒါကိုဥတီနေတယ်လို့ပြောပြပါတယ်။ကားသမားကနေရင်တစင်းရှိတဲ့လူကိုတီးပြီးလူတွေကိုခွန်ရနေရာရေးစီပို့ပေးနိုင်တယ်လို့ဆိုပါတယ်။ စစ်တပ်က Greenland မှာခိုလုံရနေရာတွေထားရှိထားတယ်လို့သိရပါတယ်။ကိုလင်ကဂျွန်ကို သူ့မိသားစုကိုရှာပြီးကနေဒါမှာတွေ့ဖို့ပြောပါတယ်။အဲဒီကနေမှလေရင်တစည်းစည်းနဲ့သွားနိုင်မယ်လို့ဆိုပါတယ်။ကုန်ကားရဲကတခြားသူတယောက်ကဂျွန်ရဲ့လက်ပတ်ကိုမျက်စိကျပြီးဂျွန်ကိုပေးဖို့တောင်းဆိုပါတယ်။ဂျွန်ကငင်းဆန်တဲ့အခါမှာတော့ ကြီးမားတဲ့ရံပွဲဖြစ်ပွားပါတယ်ရံပွဲကြောင့်ကုန်းကားကလူလိမ့်ပြီးတိုက်မိပါတယ်နောက်ခန်းကလူတွေပြုတ်ကျသွားပေမဲ့ရံပွဲကဆက်ချစ်နေပါတယ်နောက်ဆုံးမှာတော့ဂျွန်ကအဲ့ဒီလူကိုတပ်ပစ်လိုက်ပြီးကိုလင်ကတော့မတော်တဆမှုကြောင့်တေဆုံးသွားပါတယ်အဲ့ဒီအချိန်မှာအယ်လီကနေတန်ကိုခေါ်သွားတဲ့သူတွေ ပူးတည်နေတဲ့စခန်းစီကိုကားနောက်ထပ်စီးပြီးလိုက်သွားပါတယ်။နေတန်ကသူတို့နဲ့အတူစီးနင်းလိုက်ပါလာတာကိုတွေ့ရပြီးနေစိတ်စခန်းကိုရောက်လာကြပါတယ်။ပထမဆုံးရနားရမှာလက်ပတ်တွေပြတ်သားတဲ့အခါကောင်းလေးကစစ်သားကိုအဲ့ဒီလူတွေကသူမိပါတယ်မဟုတ်ဘူးလို့ပြောပြပြီးစစ်သားကသူတို့ကိုအဆောင်ရှောင်နဲ့ခေါ်ထုတ်သွားကနေတန်ကိုအတွင်းထဲခေါ်သွားပါတယ်။နောက်ပိုင်းမှာအဲလီလည်းရောက်လာပြီးရနားရနေရာတစ်ခုပြီးတစ်ခုစေးတက်ဖွဲတစ်ခုပြီးတစ်ခုရှာဖွေရင်းသူ့ကိုရှာဖွေပါတယ်။ နောက်ဆုံးတော့သူ့ကိုတွေးရပြီးအင်ဆူလင်ထိုးပေးထားကြောင်းအသိပေးပါတယ်။သူနာပြုဆရာမကအယ်လီကိုသူ့ဖေမျိုးစီစစ်တပ်ပို့ဆောင်ရေးကားရှာပေးမယ်လို့ပြောပြီးနေတန်အတွက်ဆေးဝါးတွေစုဆောင်ပေးမယ်လို့လည်းဆိုပါတယ်။ကျွန်ကရေနဲ့အစားအစာတချို့အတွက်အင်တအိမ်ကိုဖောက်ထွင်းဝင်ရောက်ပါတယ်ချက်ချင်းပဲသတင်းကိုကြည့်လိုက်တော့ အဓိကထိမှန်မှုက24နာရီအောက်ပဲလိုတော့တယ်ဆိုတာကိုတွေ့ရပါတယ်မိသားစုရဲ့ကားတော်တွေကိုတွေ့ပြီးယူကာအယ်လီရဲ့အဖေစီကိုအမြန်သွားပါတယ်သူ့အဖေကတငယ်ချင်းတွေနဲ့ဖေးရိုက်နေတာကိုတွေ့ရပြီးသူ့တမီချောင်းမေးပါတယ်သူတို့အရင်ကရှိခဲ့တဲ့ကွဲပြားမှုတွေကိုဘေးဖယ်ထားပြီးအယ်လီနဲ့နေသန်ကိုရှာဖွေဖို့အတူတူလှုပ်ဆောင်ကြဖို့ဆုံးဖြတ်ကြပါတယ်အဲ့ဒီအချိန်မှာအယ်လီနဲ့နေသန်ကတက်စီဆိုင်တစ်ဆိုင် ကိုရောက်ပြီးအင်ကိုဖုံးခေါ်ပါတယ်ဂျွန်နဲ့သူ့ဖေကသူတို့ကိုတွားခေါ်ပြီးနောက်ဆုံးတော့မိသားစုပြန်လဲဆုံးစည်းကြပါတယ်သူတို့အားလုံးအင်ကိုပြန်ရောက်လာပြီးဂျွန်ရရှိထားတဲ့ခိုးလုံရနေရာရဲ့အကြောင်းသတင်းကမှန်ကန်တယ်ဆိုတာကိုတွေ့ရပါတယ်သူကအယ်လီကိုကနေဒါကိုတွားပြီးကန်ဆန်းဖို့ဆွဲဆောင်နိုင်ခဲ့ပါတယ်ဒါကြောင့်သူတို့ကနေဒါကိုတွားဖို့ပြင်ဆင်ကြပါတယ်ကံမကောင်းစွာနဲ့ပဲသူတို့ကအယ်လီရဲ့အဖေကိုတော့သူတို့နဲ့အတူလိုက်ဖို့ဆွဲဆောင်လို့မရပါဘူး ုတ်တရက်ကြီးမားတဲ့ဂျုံမွားအစိတ်ပိုင်းတစ်ခုအနီးနားကိုကြားရောက်လာပြီးသူတို့ကိုချက်ချင်းသွားဖို့တွန်းအားပေးပါတယ်။အဲလီရဲ့အဖေကဂျုံကိုတနက်တလက်ပေးပြီးနှုတ်ဆက်ကသူတို့မောင်းထွက်သွားချိန်မှာကြံနေခဲ့ပါတယ်။ဂျုံနဲ့အဲလီကကားမောင်းနေတုန်းပြန်လဲရင်းနှီးကြပြီးအတူတူနေမယ်လို့ကတိပေးကြပါတယ်။လမ်းတစ်လျှောက်ပိတ်ဆို့ထားတဲ့နေရာမှာရပ်နားကြပြီးဂျုံမွားအစိတ်ပိုင်းတွေသူတို့ပတ်လဲကိုစတင်ကြားရောက်လာပါတယ်။ဂျုံကကားရန်ထဲကနေမောင်းထွက်လာပေမဲ့အစိတ်ပိုင်းတွေက နေရာအနှံ့ကိုကျနေပါတယ်။ ရီကနေတန်ကိုကာကွယ်ဖို့နောက်ခန်းကိုဝင်သွားပြီးဂျွန်ကတော့ခိုးလုံရနေရာကိုရှာဖွေပါတယ်။သူတို့တရားအနီးမှာရန်နာကြပြီးတခြားသူတွေလည်းပုံအောင်နေကြပါတယ်။ဒါပေမဲ့ဂျွန်ကတော့မီးလောင်နေတဲ့ကားထဲကလူတယောက်ကိုကူညီဖို့ပြေးသွားပါတယ်။ အဲ့ဒီညနောက်ပိုင်းမှာတော့သူတို့ခီးဆက်ပြီးကနေဒါတဲကိုရောက်လာကြပါတယ်။စိတ်ကိုရှာဖွေနေစဉ်မှာရေဒီယိုကိုနားထောင်ကြပြီးကဘာပေါ်ရှိတက်ရှိအားလုံးရဲ့85ရာခိုင်နှုန်းကျော်ကိုဖြက်စီးပြစ်မဲ့ဂျိုးမွားရဲ့အကြီးဆုံးအပိုင်းမကြောက်ခင်အချိန်များကြီးမရှိတော့ဘူးဆိုတာကိုတွေ့ရှိကြပါတယ်။ကားမောင်းနေစဉ်မှာလေရင်တစင်းလေထဲရောက်နေတာကိုတွေ့ရပြီးနောက်တစင်းကတော့ထွက်ခွာဖို့နီးနေပါပြီ။ဒါကြောင့်သူတို့ကဒုတိယလေရင်စီကိုလိုက်သွားကြပါတယ်။ဂျွန်ကကားနဲ့လေရင်ရှိတက်တဲ့ကိုမောင်းဝင်ပြီး ်လေရင်ကိုရက်တန့်စေပါတယ်လေရင်မှုကလူအကြီးဖြစ်နေတဲ့အတွက်သူတို့ကိုခေါ်တော်ကိုဝင်လေးနေပါတယ်ဒါပေမဲ့သူတို့ဆွဲဆောင်နိုင်ခဲ့ကြပါတယ်ဂျွန်းကပျော်ရွှင်စရာအချိန်တွေအကြောင်းအိမ်မက်မက်ပြီးနိုးလာတဲ့အခါမှာတော့သူတို့ဂရင်းလန်းကိုချင်းကပ်နေပြီးဖြစ်ပါတယ်ဂျုံမွားကြောင့်ဘာမှမထိခိုက်သေးသလိုရှိနေပေမဲ့ခဏကြာမှဂျုံမွားစိတ်ပိုင်းတစ်ခုရေထဲကိုထိမှန်ပြီးလေရင်ကိုရိုက်ခတ်တဲ့တုံခါမှုလိုင်းတစ်ခုဖြစ်ပေါ်လာပါတယ် လေရင်မှူးကလေရင်ကိုလေထဲမှာထိန်းထားဖို့စ조사နေပေမဲ့အင်ဂျင်တစ်ခုလုံးချွေနေပါပြီ။သူတို့လေထဲမှာလွင့်မျောလာပြီးချုံးပွေစွာဆင်းသက်နိုင်ခဲ့ပေမဲ့ရေခဲမြစ်ကိုဝင်တိုက်မိသွားပါတယ်။လေရင်မှူးတွေကတိုက်မိတဲ့ဒဏ်ကြောင့်ပိတ်မိနေပေမဲ့ဂျွန်ကသူတို့ကိုကူညီလို့မရပါဘူး။သူကစစ်တပ်လေရင်တစ်စင်းတမိုင်းအကွာမှာဆင်းသက်အားကိုတွေ့ရတဲ့အတွက်လေရင်ဘော်ကလူတွေကိုအဲ့ဒီနေရာကိုပြသလိုက်ပါတယ်။သူတို့ရောက်လာတဲ့အခါစစ်တပ်ကားတစ်စီးကသူတို့ကိုခေါ်ဆောင်ပြီးခိုးလုံရနေရာကိုပို့ဆောင်ပေးပါတယ်။ ူတို့အတွင်းထဲဝင်နေတုန်းပလန်နဲ့တီလာဂျိုဖြက်ဂျိုမွားကြီးထိမှန်သွားပါတယ်ထိမှန်မှုကမိနစ်အနည်းငယ်အတွင်းသူတို့စီရောက်လာတော့မှဖြစ်ပြီး လူတွေကခိုးလုံရနေရာတွေကိုပိုနက်နက်ဝင်နေကြပါသေးတယ်။အတွင်းထဲရောက်တော့ထိမှန်မှုအတွေ့ပြင်ဆင်ကြပြီးသူတို့ပျော်ရွှင်စွာအတူနေခဲ့ဘူးတဲ့။အရင်ဘဝကအတိတ်ကညင်ကွင်းတွေကိုပြန်လဲမြင်အောင်လာကြပါတယ်။ကိုလအကြာမှာတော့ကဘာကျို့ကပျက်စီးယိုယွင်းနေပြီးညို့တွေကလုံးဝပျက်စီးနေပါတယ်။ရေဒီယိုအချက်ပြမှုတစ်ခုကအသက်ရှင်ကျန်ရသူတွေကိုရှာဖွေနေပြီးဆက်သွယ်မှုတစ်ခုကိုတီထောင်ပါတယ်။ဖုံဖုံမေကြသွားပြီဖြစ်ပြီးတက်ရောက်ကြီးမရှိတော့ကြောင်းအသိပေးပါတယ်။ကဘာကိုအာကားကားကနေနေရချိန်မှာကဘာနဲ့ ပြားကနေရေဒီယိုချက်ပြောက်မှုတွေဆက်သွယ်နေကြပါတယ်။ကဘာပေါ်မှာလူတွေအသက်ရှင်နေသေးတာကိုတွေ့ရပါတယ်။ဒီလိုမျိုးဗီဒီယိုတွေခက်ကြည့်ချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးဖွင့်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။